Sky Daily ကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်စင်ပေါင်းလို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့ဗိုလ်ထောင်ကြိုက်တဲ့ရဲ့ဆန်တော်ဦးစီရီတော်မြတ်ကြီးအောင်လုံတော်ပြည့်ရွှေသိငန်းကက်လူပူဇော်ခြင်းမဟာကုသူတော်အောင်ပွဲအထင်းရမတ်အဖြစ်စီရီတော်ကြီးအောင်ဗိုလ်ထောင်ကြိုက်တဲ့ရဲ့ဆန်တော်ဦးစီရီတော်ကြီးအောင်ပုံမူကြီးညိုတက်ပေစွာ ရွှေရောင်တဝင်းဝင်းဖြင့် အပူဇော်ခံထားရှိနိုင်အောင် လုံတော်ပြည့်ရွှေသိငန်းကက်လူပူဇော်ခြင်းလုပ်ငန်းများကို အလူရှင်များလူဒန်းမှုဖြင့်ငောင်းနှစ်တစ်ကြိမ်ရွှေသင်္ကန်းကက်လူပူဇော်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့တာဖြစ်သလိုယခု2024-2025ခုနှစ်တွင်လည်းလုံတော်ပြည့်ရွှေသင်္ကန်းကက်လူမှုကိုဂောဘကအဖွဲ့၏ဩဝါဒစေရိယဆရာတော်ကြီးများထံဩဝါဒခံယူ၍ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်လန်းညွှန်မှုဖြင့်နိုင်ရကအဖွဲ့ဦးစီးကော်မတီလုပ်ငန်းကော်မတီကိုကူတို့ဖြင့် 2024နိုဝင်ဘာလ4ရက်နေ့မှစတင်ပြီးစနေတကြဖွဲ့စည်းကလုံတော်ပြေရွှေသင်္ကန်းကက်လူပူဇော်ခြင်းလုပ်ငန်းများကိုကုသိုလ်စိတ်ဖြင့်ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။လုပ်ငန်းကော်မတီများအလိုက်လုပ်ငန်းဆောင်ရွက်မှုများကို2024နိုဝင်ဘာလ20ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ကြရာဇေယျတော်ကြီးရဲ့ကြာနူးကြာလန်းကြာမောက်နေရာများအားရွှေစင်ရွှေသားအလေးချိန် 1903ကျက်သား73ပဲနှစ်တသမတရွေးရှိတယ်။ရွှေစင်ရွှေပြားဂိုးပလိတ်အချက်ရေး1966ကျက်ကတ်လူပူဇော်ခြင်း။ဖောင်းလုံးဖောင်းရည်ပြည့်စည်ရန်တစ်ခုလုံးနှင့်အယံစီရီများရှင်ပြန်တော်ရှိစီရီတို့အားနှစ်လက်မပတ်လည်မြပားရွှေဆိုင်1536ဆိုင်တို့ဖြင့်မြပားရွှေသင်္ကန်းကတ်လူပူဇော်နိုင်သည့်အပြင် အလူရှင်များရဲ့တရားတရားဖြစ်ပေါ်လာမှုအပေါ်ဇေဒီတော်ရဲ့စိန်ဖူးတော်ညံ့ညံ့နာတော်ထီးတော်တို့တွင်လည်းရွှေစင်ရွှေသာရွှေစင်းတူတော်များ ရွှေဆဲလဲတော်များရွှေသပိတ်တော်များနဲ့ဓမ္မဇေဒီ၃စုကက်လူပူဇော်ခြင်းလုပ်ငန်းများကို2025ခုနှစ်မေလ18ရက်နေ့တွင် စနစ်တကျအောင်မြင်စွာကက်လူပူဇော်ဆောင်ရွက်ထားရှိခဲ့တယ်လို့သိရပါဗျာ။ ဒါအပြင် ရွှေသင်္ကန်းကက်လူပူဇော်ရာတွင်ကုသိုလ်စိတ်ဖြင့်တရာကြည်လင်ပါရမီရှင်အပေါင်းတို့မှကက်လူသောစုစုပေါင်းရွှေစင်ရွှေသားအလေးချိန်1996ကျက်သားငါပင်တသက်သမငါရွေနေစုစုပေါင်းနှစ်လက်မပတ်လဲမြပါရွှေဆိုင်9356ဆိုင်တို့အားလှူဒန်းပူဇော်ထားရှိခဲ့တယ်လို့သိရပါဗျ။ ဘူရောင်ကြိုက်သေးရစံတော်ဦးဇီရောမြကြီးနဲ့ ါအရန်ဇေဒီတွေဒါရင်းမြန်မာမှာရှိတဲ့ဇေဒီလေးစုကိုဒါရွှေသင်္ကန်းကတ်လူပူဇော်ဖို့အတွက်ဆောင်ရွက်ခဲ့ရမှာယနေ့မှာဒါအောင်မြင်ခြင်းအထိမ့်မှရေစက်ချမင်္ဂလာအခမ်းအနားကျင်းပပြုလုပ်တာဖြစ်ပါတယ်ခင်ဗျာတို့ဒီ၄ရက်၁၇လ၂၀24လမှာဦးစီးကော်မတီဖွဲ့စည်းပြီးတော့၂၀24ပဲအဲ့ဒီ၂၀ရက်၁၇လ၂၀24မှာညန်းစဆင်တာပါနော်စင်ဟာနေဒါပြီးစည်းတဲ့အထိဆိုလို့ရှိရင် ကျွန်တော်တို့ရွှေစင်ရွှေပြား၁၉ပိတ်တာကျော် ကျွန်တော်တို့ရွှေစင်စီပြားကတ်လူနိုင်ပါတယ်အဲ့လိုပဲကျွန်တော်တို့ဒီမြပားရွှေက8356ဆိုင်းကတ်လူပူဇော်နိုင်ခဲ့ပါတယ်အဲ့အပြင်ကိုကျွန်တော်တို့ထိတ်စိန်ဘူးတော်မှာရှိတဲ့အဲကျွန်တော်တို့တန်ကုန်ကြာကြီးရတာကြည်ရတာဟိုပေါ့နော်အောက်ကစိန်ဘူးတော်နဲ့တပ်ပယ်မှုရှိတဲ့အတွက်အဲ့ဒါကိုလည်းကျွန်တော်တို့ရွှေပြားကတ်လိုက်တာဟာ28ကြက်သားကတ်လူပူဇော်နိုင်ခဲ့ပါတယ်အဲ့အပြင်ကိုပဲကျွန်တော်တို့ရွှေစည်ဒီ၄စု နောက်ရွှေသပိတ်၄စုနဲ့အဲကျွန်တော်တို့ဓမ္မစီရီပေါ့နော်အဲပရပိုက်၃စုကိုလည်းထီးတော်ထဲမှာကျွန်တော်တို့ထည့်သွင်းပူဇော်နိုင်ခဲ့ပါတယ်အဲ့ဒီမန်လဲမန်တိုင်းကြီးမှာလည်းကျွန်တော်တို့ ဗုဒ္ဓရုပ်ဘွားတော့ရွှေစင်ရွှေပြောင်းလည်းအဲကတ်လူပြီးတော့ဥဇော်နိုင်ခဲ့ပါတယ်ခင်ဗျာဟုတ်ကျွန်တော်တို့အောင်မွဲအထိမ့်မတ်နဲ့ဆက်လက်ကျင်းပါမယ်အစီအစဉ်ကိုမပြောပြခင်မှာအဲကျွန်တော်တို့ဒီရွှေစင်ရွှေပြောင်းကတ်လူပူဇော်ခဲ့တဲ့အချိန်မှာတန်းဩဝါဒစရိယဆရာတော်ကြီးရယ်ပေါ့နော်အဲနော်မိမာနဲ့ကျက်နဲ့ရန်ကုန်တိုင်းအစိုးရအဖွဲ့ဥဆောင်မှုနဲ့ကျွန်တော်တို့ဆောင်ရွက်ခဲ့တာဖြစ်ပြီးတော့ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေပြီးတော့ပြန်စားတာပြည်တော်မှုပြန်စားတာရေးရဝင်ကြီးကိုကျွန်တော်တို့ရှောက်ထားပြီးတော့ရွှေစေဘိဒ္ဒဝယ်ရရှိ ရှိခဲ့ပါတယ်ဒါလေးကိုကျွန်တော်ပြည့်စွက်အဲပြောကြားလိုပါတယ်အဲ့အပြင်ကိုကျွန်တော်တို့အောက်မှာပြည့်စင်ရမှာခြေစဉ်ခြေပြားပေါ့နော်အဲ့ဒါတွေကကျွန်တော်တို့ခြေဖရင်ခြေပြား၈တန်း၅လေးတန်းပေါ့နော်အဲကျွန်တော်တို့နိုင်ငံတော်ဝယ်ရရှိပြီးတော့အဲ၈တန်းကျော်ဒါတကူလုံးမှာခြေစဉ်ခြေပြားအပြည့်ပေါ့နော်အဲကျွန်တော်တို့အဲစင်နိုင်ခဲ့ပြီးဖြစ်ပါတယ်ခင်ဗျအဲ့ဒါဒါကြောင့်မလို့ဒီနေ့အခမ်းအနားကဒါထူးထူးခြားခြားပေါ့အဲဇေဒီတော်ကြီးတကူလုံးကိုလည်း ကွန်ကရစ်သားမရှိတော့ခြေပရင်ခြေပြားအဖြစ်ဖြစ်သွားတယ်။နောက်ရွှေစင်ရွှေပြားတော်တော်များများလည်းကတ်လူပူဇော်နိုင်ခဲ့တယ်။နောက်ပြန်ပါရွှေလည်းကတ်လူပူဇော်နိုင်ခဲ့တယ်။ရင်းမြင်တော်မှာလည်းကတ်လူရှိသမျှဇေဒီအားလုံးလည်းကတ်လူပူဇော်ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့။အဲကတော့ကျွန်တော်တို့ဒီဟွာဘော့ ဒီတိပိကဒရဆရာတော်ရဲ့တရားပွဲစွန်းလုံးကြောင်းဆရာတော်တရားပွဲရှိပါတယ်။ဟောမနေ့ပြန်17ရက်နေ့မှာဒီပြန်ဒီပိကဒရဆရာတော်ဘောဥက္ကတာမီရဲ့တရားပွဲရှိတယ်။အဲ့တရားပွဲမတိုင်ခင်မှာပြုအလှရှင်ဂုံပြုမတန်ဂုံပြုမတန်ပြရဖို့အခမ်းအနားလေးလည်းထည့်သွင်းခြင်းပါမှာဖြစ်ပါလေဗျ။ဒီရွှေတွေရွှေများကတ်လူပြီးတဲ့အချိန်မှာကျွန်တော်တို့အလူငွေပေါ့ဒီရွှေသင်္ကန်းတွေအလူငွေ2.8ဘီလီယံလောက်ကျန်ရှိနေပါတယ်။အဲ့ကျန်ရှိတဲ့ငွေတွေကိုကျွန်တော်တို့ ဒီတိုင်းထားခဲ့ရင်ကျွန်တော်တို့အရင်တုန်းကငုံ9နှစ်မှာဘက်စုံပြင်တုန်းကရွှေတပိတ်သာအဲရွှေတချက်သားကိုဥမာကျွန်တော်တို့10သိန်းလောက်ပဲရှိရတယ်ရပြည့်အချိန်မှာရွှေကတ်နေရင်လည်းပဲကျွန်တော်တို့ရင်တော့စကတ်တော့ရွှေရ360နိုင်ငံတော်ရတော့53သိန်းပေါ့ယနေ့ဆိုရွှေစီက88သိန်းလောက်ဖြစ်သွားပြီကတ်နေရင်လည်းဒါမှမဟုတ်အခုကြန့်ရှိတဲ့ငွေတွေလည်းနောက်9နှစ်မှာကတ်လို့ရှိရင်ဒီငွေသားရွက်ထားခဲ့လို့ရှိရင်အကျိုးမရှိမှာဆိုလို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဟိုပေါ့နော်ဦးစီးကော်မတီစီဝေးမှာတင်ပြပြီးတော့ဒါတွေကိုနိုင်ငံတော်ကရွှေဝယ်ယူခွင့်တင့်တင့်နဲ့ဈေးနဲ့ဝယ်ခွင့်ရရှိရင်ဒီကြံရှိတဲ့ငွေသားကိုရွှေတုံးရွှေခဲဖြစ်ပြောင်းလဲဝယ်ယူပြီးတော့ဘန်နာမှာတင်ဘန်နာတိုင်းမှာတင်ဆက်ထားပြီးတော့နောက်9နှစ်တစ်ချိန်မှာကတ်လူပူဇော်ရင်ဒါအကျိုးရှိအောင်လို့စီမံဆောင်ရွက်ထားတာလေရှိတဲ့အတွက်ရဟန်းရှင်လူပြည်သူပေါင်းရဲ့လူလန်းငွေတွေဟာဒါအင်မတန်ကုသိုလ်ပွားများပြီးတော့တာဓုခေါ်နိုင်တဲ့ ဒါအစီအစဉ်ဖြစ်တဲ့အကြောင်းလည်းတစ်ဆက်တည်းတင်ပြလိုပါတယ်ခင်ဗျ။အောင်မြင်မှုအတွက်ဩဝါဒစရိယဆရာတော်ကြီးတွေရဲ့ဩဝါဒကထာတွေနောက်တစ်ခါကျရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ဦးဆောင်မှုနဲ့ဒီဂေါဘကအဖွဲ့ဝင်တွေအဓိကတော့အလူရှင်ပေါ့ရဟန်းရှင်လူပြည်သူပေါင်းကလူတန်းမှုမပြုခဲ့ရင်ဒီအလူဝဲရအောင်မြင်မှာမဟုတ်ပါဘူး။ဒီနေ့အလူဝဲအောင်မြင်မှုကအထူးသဖြင့်ကဒီရဟန်းရှင်လူအပေါင်း မောရှင်လူအပေါင်းရဲ့လူရန်နဲ့သူအပေါင်းရဲ့အောင်မြင်မှုပဲလို့ကျွန်တော်ပြောချင်ပါတယ်အဲသူတို့ရဲ့လူရန်မှုကြောင့်ဒါအောင်မြင်တာဖြစ်တဲ့အတွက်ဒီနေ့ကအလူရှင်အပေါင်းရဲ့အင်မတန်ဝမ်းသာပီတိအမှုမောရာဖြစ်စရာအခမ်းအနားလို့ကျွန်တော်အနေနဲ့ညွှန်းဆိုလိုပါတယ်အဲ့လိုပဲဗုဒ္ဓဘာသာကြီးအတွန်းရွှေတည်တမ်းမှုအတွက်လည်းနောက်နောက်မှာအလူရှင်အပေါင်းဒီလိုပဲပါဝင်ပြီးတော့လူရန်ပေးကြပါလို့ပဲကျွန်တော်အနေနဲ့ဟိုနိဗ္ဗာန်အကျိုးမျှော်ပြီးတော့ဒီနေ့ကပဲလို့ဆိုပန်ကြားလိုပါတယ်ခင်ဗျာ ီကနေ့ကျင်းပပြုလုပ်ခဲ့တဲ့ပိုးတထောင်ကြိုက်တဲ့ဇန်တော်ဦးစေတီတော်မြတ်ကြီးအားလုံတော်ပြေရွှေသင်ကန်းကက်လူပူဇော်ခြင်းမဟာကုသိုလ်တော်အောင်ပွဲအထည်အမတ်အဖြစ်စေတီတော်ကြီးအားဗုဒ္ဓဘိသေကအနေကစားတင်လူပူဇော်ခြင်းနဲ့လူရမ်းမှုအစုစုတို့အတွက်ရေစက်ချအနုမောနာမင်္ဂလာအခမ်းအနားကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှုဘူချုပ်ပြေစုံလင်းအေယော်ရီရေတပ်စခန်းဌာနချုပ်ဌာနချုပ်မှုဘူချုပ်သိန်းထူ တိလင်္ကာနိုင်ငံတန်အမတ်ကြီးရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးများနဲ့ဌာနဆိုင်ရာအကြီးအကဲများဗနာတော်ဒိန်ဘောပကအဖွဲ့ဝင်များ အလူရှင်များနဲ့ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ကြီးညိုပူဇော်ခဲ့တယ်လို့သိရပါတယ်။